တောအုပ်ကြီးတစ်ခုထဲတွင်ကြီးနှစ်သမင်တို့သည်ချစ်ခင်ရင်းနှီးစွာနေထိုင်ခဲ့ကြသည် ကြီးသည်သမင်ထက်ညံမျောမြင့်နှင့်ပြည့်စုံသည် တနေ့သောအခါသမင်သည်တောထဲသို့လျှောက်သွားရင်းမြခွေးတစ်ကောင်နှင့်တွေ့၏မြခွေးလည်းသမင်ကိုစားလိုသောကြောင့်ညံညံနဲ့ထုတ်ခါသမင်ကိုချဉ်ကပ်လေ၏အဆွေသမင်ကျမချမ်းသာရှိပါစားတင်ကဘယ်သူပါလဲကျွန်ုပ်ကမြခွေးဖြစ်ပါသည် တော်ရဲတွင် အဖို့ပေါင်းကင်းမဲ့စွာနေရသဖြင့်အသက်ရှင်လျက် တည်နေသူနှင့်မချတော့ပါယခုကတင့်ကိုတွေ့ရခြင်းသည်အဆွေခင်မောင်းကောင်းကိုရခြင်းဟုယုံကြည်ပါသည် မိတ်ဆွေဖြစ်ခွင့်သာရလျင်ကျွန်ုပ်မှတရားမှရှင်လာတကယ်သူခံစားရပါလိမ့်မည်မိတ်ဆွေဖြစ်ပါရစေအဆွေသမင်းတဇနာတိုင်းမိတ်ဆွေအဖြစ်သတ်မှတ်ပါတော့တမင်သည်မိတ်ဆွေသည်မြေခွေးကိုနေဝင်စားပြုသောအခါသူ့နေရာသို့ခေါ်လာခဲ့၏။တပင်ထ၌အနားနေသောကြီးကလက်မြင်သောအခါ အရှိသမင်အတူပါလာတော့သူကဘယ်သူပါလဲကျွန်ုပ်တို့နဲ့ပေါင်းသင်းနေထိုင်လို့တော့မိတ်ဆွေအစ်မြေခွေးဖြစ်ပါသည်။အိုးခုမြင်ခုတွေ့အเจ้าမသိသေးတော့သူကိုမိတ်ဆွေအဖြစ်ပေါင်းသင်းဖို့ကမသိမှာအကျင့်စရိုက်တာမသိအမျိုးနဲ့မသိပါပဲအဘဲကြောင့်ခေါ်ခဲ့ရသည်နီးတမင်လဲမြေခွေးပြောခဲ့သည်များကိုပြန်ပြောပြပြီးသူကိုကျွန်ုပ်တို့မိတ်ဆွေရင်ပမာသဘောထားကြပါစို့ ။တမင်ဤဆန္ဒအတိုင်းကြည်လင်လက်ရောကမြေခွေးကိုလက်ခံလိုက်ရလေတော့သည်။မြေခွေးကပါနဲ့သောကြည်ဤကွေရ၌တမင်ကိုဤသို့ပြောလေ၏။ဤတော့အလွန်၌ကွက်လက်တစ်ခုရှိပါသည်။စဘာပြေနိုးလဲမှဲ့ဝင်းနေတယ်။တင်သွားစားလိုပါကကျွန်ုပ်လိုက်ပို့ပေးပါရစေ။ တမန်လဲမြေခွေးလိုက်ပို့တော်လဲကွက်တို့နေတိုင်းသွားကစပားပင်တို့ကိုစား၏ရက်နေငယ်ကြသောအခါလေရှင်တွေ့သွားပြီးလျင်တမန်ကိုကြော့ခွင်းထောင်၍ဖမ်းတော်သည်ကြော့ခွင်းနှမ့်မိသောတမန်လဲမြေခွေးကိုတန်းတကကဲပါယူပါအော်နေတော်၏အတန်ကြာသောမြေခွေးရောက်လာပြီးကြော့ခွင်းနှမ့်မိနေသောတမန်ကိုလှမ်းတွေ့ပြီး အင်းမကြမင်းလေရှင်ရောက်လာပြီးတမင်ကိုခုတ်ပိုင်းလီတော့မြည်ငါလဲတမင်အယိုးအရေတို့ကို စားရတော့မြည်ဤသို့စိတ်၌တွေးကပြောနေ၏တမင်ကမူအိုးချစ်မိတ်ဆွေမြည်ခွေးကြောက်ပွင့်မလွတ်အောင်ကဲပါအောင်ဟုအာကိုတကြည်ပြောလေ၏မကဲခြင်းသောမြည်ခွေးလဲကြောက်ဝင်းတို့ကခိုင်ခတ်လွန်းသည်တွားဖြစ်ကြိုက်ဖြတ်ဖို့ရာငါမတက်နိုင် ပြီးတော့ယနေ့သည်ပြတရားနှင့်ဖြစ်၍နေမကောင်းပါမနှက်ဖန်မှလာခဲ့ပါမည်ဤသို့ပြောကထွက်သွားလေတော့ဤမိတ်ဆွေကောင်းကြီးသည်မူချုပ်သည့်တိုင်တမင်ပြန်မရောက်လာသည်ကိုသိရသောစိုးရိမ်ပူပန်ကလိုက်ချတော့ဤထိုအခါကြော်ကွန်းနိုင်မိနေသောတမင်ကိုတွေ့ရလေ၏ဘလို့ဖြစ်ရတာလဲတမင်မိခွေးရုပ်စကားကိုအဟုတ်ထင်မိခြင်းအဖြစ်ပင်ဖြစ်တော့ဤတင့်စကားကိုနားမဝင်မိ၍အကြောင်းမသိသောသူကိုမိတ်ဆွေဖွဲ့ခဲ့ပါဤ ယခုမြေခွေအဖေမာနီကျွန်ုပ်သားကိုစားဖို့ရအနီးအနား၌ပုံခုန်နေလိမ့်မည်ထင်ပါသည်ကြည်လည်းမြေခွေကြားလောက်သောအတန်ဖြင့်အိုမြေခွေအတင်ကရုံမှလွန်လာခြင်း၏သူရုပ်တို့စကားသည်ချို့တော်လဲရှာပြား၌သာတည်၏စိတ်ထဲ၌မူအစိတ်အပြည့်ရှိနေတော်၏မြေခွေမှာရှုံနှဲတွင် ပုံနေရမှ ကြားတော်လဲထွက်မလာခြင်း ပုံမြဲတာပုံနေဤကြီးလဲတမင်ကိုကယ်ဖို့ရအကြံထုတ်ရင်မိုးလင်းကနီမှဘာမှမပူပါနဲ့အဆွေတမင်တည်ကျင်အောင်သာဆောင်နေပါအသက်ကိုအောင်ထားပါကျွန်ုပ်ကတစ်မျက်လုံးကိုထိုးဖောက်နေဟန်ပြုပါမည်လေရှင်ကကြောက်ဝန်းကျိုးကိုဖြုတ်လိုက်သည်နှင့်ကျွန်ုပ်အတန်ပြုပါမည်တင်ကထပြေးလေတော့တမင်နှစ်ကြီးလဲလေရှင်လာတော့ကအစီစဉ်တိုင်းနေကြဤမာမိထားသည့်တမင်ကအစာငတ်အပြတ်ပြီးတေချာလီပြီး လက်ရှင်ယောက်ျားသည်ကြော့ဝင်းကျိုးကိုဖြုတ်လေ၏ကျိုးပြုတ်သည်နှင့်ကြီးကအတံပြူရာတမင်ထွက်ပြေးတော်သည်လက်ရှင်ကပြေးသောတမင်ကိုပါလာသောဒုတ်ဖြစ်ဖြစ်ရာခြုံနှဲရှိမြေခွေးရုပ်၏ငယ်လေးကိုထိကနေရာ၌ပင်သေပါတော်သည်မိတ်ဆွေဟောင်းတမင်နှင့်ကြီးမဘေးလွတ်ရာ၌ရှေးရခင်ကအတိုင်းတအူးတအူးရိုင်းပင်ကူကြီးချစ်ကြည်စွာဖြင့်နေကြလေတော်သည်